ချစ်စရာကောင်းမင်မဲအစိပ်ပြင်းတဲ့တတဝါကိုဒီလိုခေါ်ပါရည်။သူ့ရဲ့နာမည်ကတော့အထဲဘိုးခူဖြစ်ပါရည်။သူ့ရဲ့အကွန်ခုံးခုံးမှာအထဲတွေကိုအလှဆင်ထားတယ်လို့ပုံစံငယ်တွေပါတာကြောင့်ဒီလိုခေါ်တာဖြစ်ပါရည်။သူ့ကိုအပေါ်ရံမဲကြည့်ရင်တော့အချစ်စရာကောင်းမင်မဲသူ့အချောင်းတေချာသိရင်တော့ကြောက်ဖို့ကောင်းမှာတေးကြပါရည်။တကယ်ကြောက်ဖို့ကောင်းနေဆိုတာလက်ခံသွားအောင်လို့သူ့အချောင်းလေးကိုကြည့်ကြည့်အောင်ပါ။ဒီကောင်ကသတိမထီရလို့တောင်သတိပေးရလောက်တဲ့အထိအန္တရာယ်များတဲ့ကောင်ဖြစ်ပါရည်။ သူ့ကိုလာထိပြီဆိုတာနဲ့သူကပါဇက်ထဲမှာရှိတဲ့အစိတ်အသွားလေးကိုပြစ်လိုက်ပါရီအဲ့ဒီအစိတ်နဲ့မိပြီဆိုရင်တော့ငားရီမပြောနဲ့လူတောင်တင်းနိုင်ပါရီသူ့ရဲ့အစိတ်အသွားလေးကတခါတုံးဖြစ်ပါရီတခါပြစ်ပြီးတာနဲ့အိန္ဒိယမှာနောက်သွားတစ်ခုကအစားထိုးဝင်လာတာဖြစ်ပါရီအဲ့ဒီသွားလေးကိုလည်းလိုလိုသုံးနိုင်မှုသူ့ရဲ့ခရီးကုန်းလေးထဲမှာစီထားတာဖြစ်ပါရီအစားရှိရင်လည်းအဲ့ဒီစိတ်ကိုသုံးတာဖြစ်ပါရီသားကောင်နှောင်းကိုဖြည်းဖြည်းချင်းကတ်သွားပြီးတော့အခွင့်အရေးရတာနဲ့အစိတ်အသွားကိုပြစ်လိုက်ပါရီတစ်ချက်ချင်းနဲ့သားကောင်တီးသွားတာဖြစ်ပါရီ ပုံစံနဲ့မလိုက်အောင်ကိုအတော်ကိုအစီပြင်းတဲ့အကောင်မှာသူ့ကိုထိမိရင်တော့အဲ့ဒါမင်းဘွားရဲ့ပထမဆုံးနဲ့နောက်ဆုံးဖြစ်သွားပါလိမ့်မယ်။အဲ့ဒီအကောင်လို့ထင်တာနဲ့ဝေဝေးကသာရှောင်းမှာတော့သူ့ကိုပင်လယ်ကမ်းကြီးတွေမှာတိရတတ်ပါလိမ့်။ကိုမမြင်မှုတဲ့အရာတွေကိုစူးစမ်းတာကောင်းမိမယ်။တတိတော်ထားရမှာဖြစ်ပါလိမ့်။ချစ်စရာကောင်းတဲ့အရာလေးကအသက်တည်တဲ့အထိအစီပြင်းနေနိုင်တာမလို့ပရိသတ်ကြီးကလည်းချစ်စရာကောင်းတဲ့မချစ်ကြပါနဲ့လို့ပဲကျွန်တော်ကတော့တတိပေးလိုက်ချင်ပါလိမ့်နော်။